နောက်ဘက်ကမ်းရံကတာလီစွားရွှေပြည်ရခိုင်မြည်မြမသမိုင်းမှာပြူပကံအင်းဝခက်တွေကျောင်းကိုထင်းထင်းရှားရှားလူတိုင်းသိကြပေမဲ့အနောက်ဘက်ကမ်းမှာခိုင်ခိုင်မာမာတည်ရှိခဲ့တဲ့ရခိုင်ပြည်ရဲ့ထူးခြားစမ်းပြတဲ့သမိုင်းတွေကိုတော့သိတဲ့သူကနေပါပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel video မှာဆိုရင်တော့ပေါ်တူဂီဖုန်ကြီးမန်ရီရဲ့မှတ်တမ်းတွေကနေတဆင့်စကုနစ်ရာစုနှစ်ကရခိုင်ပြည်မြောက်ဦးမြို့တို့ရဲ့ခန္ဓာမှုတွေရန်သူတွေနဲ့မိတ်ဆွေကြားကရှုပ်ထွေးတဲ့ဆက်ဆံရေးတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ဖုံတော်ကြီးမရိဟာဆွေနော1629ခုနှစ်မှာရခိုင်ပြည်ရဲ့နန်းနမိတ်အတွင်းမှာရှိတဲ့ဒီရန်ကားမြို့ကိုတာသနာပြုဖို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီမြို့ဟာရခိုင်ပြည်ရဲ့တိရိတုဒမယာစာရဲ့လက်အောက်ခံမြို့တစ်မြို့ဖြစ်ကပေါ်တူဂီတွေကိုစိတ်ကဲမြို့ဖြစ်နေခိတ္တငားရန်ထားတာပါ။ဒါပေမဲ့ပေါ်တူဂီတွေဟာရောင်းဝယ်ဖောက်ကားမှုမကောင်းလို့ပင်လယ်ဓမြတွေဖြစ်လာခဲ့ကြပါတယ်။ဒါအိုတီလီယန်နေတော်ရခိုင်ပြည်ကသူတို့ကိုအေးမြူပဲလက်သက်မွေးထားခဲ့တာပါ။ ဘာလို့လဲဆိုရင်တော့အရှေ့ဘက်ကိုတရွေ့ရွေ့နေချဲလာတဲ့မကွေအင်ပါယာတွေကိုကာကွယ်ဖို့အတွက်ပေါ်တူဂီတွေရဲ့အင်အားကိုလိုအပ်နေလိုပါပဲ။အဲလိုနဲ့ရခိုင်ဘရင်ကပေါ်တူဂီတွေကိုအိန္ဒိယနယ်ထဲဝင်ပြီးကြုံဖမ်းတာတိုက်ခိုက်လူရတာတွေကိုတော့မှအားပေးခဲ့တာပါ။ဒါပေမဲ့မကြခင်မှာပဲဒီရင်ကားမျိုးကပေါ်တူဂီရီဟာမကိုးနဲ့ပူပေါင်းပြီးတော့ရခိုင်ပြည်ကိုသိမ်းဖို့အတွက်စံစီနေတယ်လို့စေတကောင်းမျိုးဝင်ဘရင်ညီတဝန်းခွဲကဘရင်ကိုစာရေးပြီးလိန်လေတိုင်ကြားခဲ့ပါတယ် ဘရင်ကလည်းစုံစမ်းစစ်ဆေးခြင်းမပြုဘဲတိုက်လေ900ပါဝင်တဲ့ရေတပ်ကြီးကိုဖွဲ့စည်းပြီးဒီရင်ကားကိုစစ်ချေဖို့အတွက်အမိန်ပေးခဲ့တာပါဒီသတင်းကိုကြားတဲ့အခါပေါ်တူဂီစစ်ဗိုလ်တီတာအိုကဖုံးတော်ကြီးမရင်းနဲ့တိုင်ပင်ပြီးရခိုင်ဘရင်စီကုန်းလန်ခီနဲ့အ мян ဆုံးသွားကအဖြစ်မှန်ကိုရှောက်တယ်မို့ဆုံးဖြတ်ခဲ့ပါတယ်တရုံနှုတ်ဥပ၁၀စီးနဲ့အတူမိုးရဲလီထဲမှာတောတောင်ရေမြောင်တွေကိုဖြန့်ပြီးမိုင်၁၅၀ကျော်ကိုခက်ခက်ခဲခဲနဲ့ခီးနေခဲ့ကြပါဗျ။ ဦးရတောင်မှာဆောင်းဆိုင်နေတဲ့ရခိုင်ရေတပ်ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါရေတပ်ဗိုလ်ချုပ်ကအခုလိုရာသီဥတုဆိုးရတဲ့အချိန်မှာတင်တို့တော်လာနိုင်သေးရဲ့ကျွန်ုပ်တို့ရေတပ်ကြီးကိုဖယ်ရကားမှမတားဆီးနိုင်ဘူးဆိုတာတင်တို့သိမှာပါအမှန်တော့ကျွန်ုပ်ကဒီသတင်းကိုမတင်ကားလို့အချက်အလက်အတိအကျရဖို့အချိန်ဆွဲနေရပါအဲ့လိုပြောခဲ့ပါတယ်ဒါဟာရခိုင်ပြည်ရဲ့အစိုးရဟာတိုင်းပြည်ရေးရာကိစ္စတွေကိုဘလောက်စနစ်တကျကင်တွယ်ခဲ့တယ်လဲဆိုတာပြသလို့နေတာပါပဲ။ ရေတပ်ဗိုလ်ချုပ်ကမန်ရစ်တိုကိုမဟာမုနီဖျားဖူဖို့အတွက်မြောက်ဦးကိုသွားနေတဲ့ဘုရင်နဲ့တွေ့ဆုံခွင့်ရအောင်လို့စီစဉ်ပေးခဲ့ပါတယ်။မန်ရီယာလန်ခီတခြားမှာစဘာကင်းတွေနဲ့စိမ့်ဆိုနေတဲ့မြေဩဇာကောင်းမွန်တဲ့လေကွင်းတွေကျအူရီကိုဈေးပေါ်ပေါ်နဲ့ဝယ်ယူနိုင်ခဲ့တဲ့ကျွေးဝါတဲ့စိုက်ပျိုးရေးဓလေ့တွေကိုအံ့အားသိနေရပါတယ်။ရခိုင်ပြည်ဟာမြေနုကျုံးမော်ဒေတာဖြစ်လို့စံစဘာတွေဖူလုံပြီးစစ်တကောင်းကနေဖမ်းလာတဲ့တုံမန်းတွေကိုလေသမားဖြစ်နေအသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။ ရေချောင်းခရီးနဲ့ဆက်သွားခဲ့တဲ့အခါမှာမန်ရီတိုဖွဲ့ဟာရခိုင်ဘီရင်နဲ့အတူပါလာခဲ့တဲ့ဆာမူရိုင်းဂျပန်သူရဲကောင်းကိုရန်တော်တက်နဲ့တွေ့ဆုံခဲ့ပါတယ်။ဂျပန်ဗိုလ်ကြီးကမန်ရီတိုစီလာရောက်ကာရဝပြုပြီးရခိုင်ပြည်မှာခရီးရန်ဖျားချောင်းဆောက်လုပ်ခွင့်ရအောင်လို့ဘီရင်ကိုကူညီလျှောက်တင်ပေးဖို့တောင်းဆိုခဲ့တာပါ။နောက်ပိုင်းမှာရခိုင်ဝင်မင်းကမန်ရီတိုကိုအခမ်းအနားနဲ့ကြိုဆိုခဲ့ကသူ့ရဲ့အိမ်မှာဟင်းပွဲပေါင်း100လောက်နဲ့အိတ်ကန်ခဲ့ပါတယ်။အဲဒီတဲမှာမှထူးဆန်းတဲ့အမွေသားကြွက်သားလိုဟင်းလျာတွေလည်းပါဝင်ခဲ့တာပေါ့။ မန်ရဲတို့ဟာနောက်ဆုံးမှာတော့ဘယင်းနဲ့တွေ့ဆုံမှုအတွက်တန်တဲမှာဆောင်းဆိုင်နေခဲ့ရပါတယ်အဲလိုမျိုးစစ်ပွဲတွေအခက်အခဲတွေကြားနေဘာသာမတူတဲ့လူတွေယဉ်ကျေးမှုတူတဲ့သူတွေကြားထဲမှာပေါ်ပေါက်လာခဲ့တဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေအားဆိုရင်တော့ရခိုင်ပြည်ရဲ့တမိုင်းကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းအောင်လို့ဖန်တီးလို့ပေးခဲ့တာပါရခိုင်ပြည်ဟာရှေးပဝေတနီကလေးကဗုဒ္ဓဘာသာနိုင်ငံဖြစ်နေတည်ရှိခဲ့ပြီးမဟာမုနိရုပ်ပွားတော်ကိုတိုင်းပြည်ရဲ့အရေးကြီးဆုံးယရနာဖြစ်နေကြီးညိုခဲ့ကြတာဟာလေမှတ်သားစရာကောင်းလာပါရဲ့ ဒါအပြင်အိန္ဒိယနဲ့နယ်စပ်ဖြစ်နေပေမဲ့ကလာငွေတက်ကင်းပြီးတီကြဟန်နဲ့ရက်တီနိုင်ခဲ့တာလေရခိုင်လူမျိုးတွေရဲ့ဂုံယူစရာတမိုင်းမှတ်တိုင်တစ်ခုဖြစ်လို့နေပါတယ်ဒီနေ့တော့တော့တလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါအသေးသေးတော့ကြောက်ရိုင်နဲ့ပြန်လာခဲ့ပါမယ်ရှင်